ဆရာကြီးအဲ့အဲ့စာပေဟောပြောဝဲလေးတွေညာစပြီးတော့ကျွန်တော်ဒီရုပ်ရှင်စာရိုက်ဖို့ဖြစ်လာပါမြင်းလေးတစ်စင်းနဲ့စီးနေရမှာတော့ဘာလို့သေးုံတခုံနဲ့မထိုင်ရလည်းကိစ္စမရှိသူကျွန်တော်ဘာမှမပြောပါကျွန်တော်လည်းဘာမှမပြောပါကျွန်တော်တို့နှစ်ယောက်ကဘာရင်းမှန်းလည်းမသိပါဘူးအဲဆရာကြီးအဲ့စာပေဟောပြောဝဲလေးဟာလေးနားထောင်ပြီးတော့ဆရာကြီးရဲ့စကားအပြောဆိုကျွမ်းကျင်မှုလိမ္မာပါးနဲ့မှုပေါ့နော်စကားပြောတာလေးနားထောင်လိုက်ရင် ဟိုမျိုးမျက်စိမှာအယုတ်တွေပေါ်လာအောင်တော့တော့အဲ့ဟာအဲ့ရနေစပြီးဒီရုပ်ရှင်ကိုရိုက်ချင်တဲ့စိတ်တွေစဖြစ်လာဖြစ်လာပြီးတော့ဒီဆရာကြီးရဲ့ပန်းမြန်လေးကဥယျာဉ်မူဆိုတဲ့ဝိထုကိုကျွန်တော်စပြီးတော့အသက်သွင်းဖို့တဆင်ချင်းတဆင်ချင်းတဆင်ချင်းဖန်တင်းနဲ့ဒီရုပ်ရှင်ကဒီအခုလိုဖြစ်လာတာပါခင်ဗျ။ကိုမြတ်ဒီဟာအရင်ဆုံးဟိုဒီယာရင်နားတော်ကိုမြတ်အရင်ဆုံးစရိုက်ချင်တာအရင်ဆုံးရိုက်ဖို့စိတ်အားထက်သန်ခဲ့တာပေါ့နော်။ အဲ့ဒီတို့ကြောင့်ဟိုနဲ့ပြောပြီးတိုင်ပြီးတော့ကျွန်တော်တရားကို30ညဖန်ပြီးတော့လုပ်ခဲ့တာအခုကစပြီးတော့ရိုက်ရိုက်ထင်ခဲ့တာဟုတ်ဟုတ်ဟုတ်ကဲ့ဒါကြောင့်ကြောင်တော့မဟုတ်ပါဘူးအဓိကကျွန်တော်မိတ်ဆွေကိုဟင်းတယောက်ပါပါသေးတယ်ဟုတ်ကဲ့နံပါတ်1ကတော့ဇက်ပေါ်လေးဇက်အိမ်ကအရန်ကောင်းတယ်အရန်လည်းအထိပ်ပဲရှိတယ်အဲအဲ့လိုဇက်ပြောနောက်ပြီးတော့ဒီဆရာကြီးရဲ့တိုက်တာကိုလည်းအရန်သဘောကျတယ်အဲအဲ့ဒါကြောင့်ကျွန်တော်ဒါဒီကအားလုံးပြီးလို့ပေါ့နော်ဆရာကြီးကိုပြတာတယ်ပြတာတဲ့အချိန်မှာကျတော့ တော်လဲစိုးရိမ်စိတ်တွေနေပေါ့ဒါပေမဲ့ပြီးသွားတဲ့အချိန်မှာဆရာကြီးကရန်သဘောကြတယ်ရန်လည်းအားရတယ်ပြီးတော့ကျွန်တော်တို့လည်းချီးကျူးစကားတွေပြောတယ်အဲအဲ့ဒီအတွက်လည်းကျွန်တော်တို့ရန်ဝမ်းသာပါတယ်အဲအကြောင်းကလည်းကျွန်တော်တို့လည်းဟိုစိုးရိမ်စိတ်တွေပျောက်သွားတာပေါ့ဟုတ်ကဲ့အဲအဓိကတော့ဆရာကြီးကကျွန်တော်ဒီအသက်ကြီးတဲ့အပိုင်းမှာလုပ်တဲ့ make up ကိုပြောတာပါ make up ဟိုအဲအဲ့ဒါရန် ပြပြနေပေါ့လေနော်အဲအဲ့တော့ပြောရပါဘူး။ဟုတ်ရှိပါတယ်ကျွန်တော်ဒီကောက်ကိုရိုက်မယ်ဆိုပြီးတော့ဆရာကြီးဆရာစားပြီးခွင့်တောင်းနေရ။ဆရာကြီးကကျွန်တော်ကိုအများကြီးအအကြံဉာဏ်ပေးတယ်။ပြီးတော့ကျွန်တော်သိချင်တာရှိရင်လည်းခေါင်းဝတ္ထုဘတ်ဝတ္ထုတဲ့ဟာတို့ clear မဖြစ်တဲ့ဟာရှိတာပေါ့နော်။အဲ့ဒါတွေဆိုရင်လည်းဆရာကြီးကိုလမ်းလမ်းမေးတယ်ဒါအောင်သွားမေးတယ်။ဆရာကြီးကလည်းဒါနဲ့ပတ်သက်ပြီးအချိန်မေးသူ့ကိုဘယ်အချိန်မေးပြီးဖုန်းဆက်လိုက်ပေါ့နော်။အဲ့တော့ဆရာကြီးကိုမေးတဲ့အပိုင်းတွေလည်းအများကြီးရှိတယ်။အဲဆရာကြီးဆရာလည်းအများကြီးတီးခဲ့ရတယ်။ အဲပြီးတော့ကျတော့နောက်တစ်ခုကဆရာကြီးကအဲဟိုဆရာကြီးငယ်ဘုန်းကဓာတ်ပုံတွေပါတယ်ရောပေါ့နော်အဲအဲ့ဒါတွေဆရာကြီးဆရာအကုန်လုံးသူကထုတ်ပေးတယ်သူငယ်တော့ဘယ်လိုပုံစံလေးအပြီးရင်အဲအခုလည်းအဲ့ဒါတွေပြန်ပြီးတော့ sharing ပြန်လုပ်ပေးတယ်ဆရာကြီးပေးတဲ့ဟာတွေအပြီးတော့ဆရာကြီးကကျွန်တော်ဒီကားရိုက်မယ်ဆိုတော့သူကျွန်တော်မှားတဲ့အာအတန်တန်မှားတဲ့ဟာရှိတယ်အဲ့ဒီဟာကသူဝိထုကိုတေချာတန်ဖိုးထားပေးပါအာဂရုတစိုက်ရိုက်ပေးပါဆိုတဲ့စကားမျိုးကြီးကျွန်တော်အတန်တန်မှားပါတယ်ကျွန်တော်ဆရာကြီးကိုဂရုပေးတာပါဆရာကြီးစိတ်ချပါ ဇာကြီးရဲ့အဲဝိထုကိုကျွန်တော်ကိုစွမ်းညာစွမ်းရှိသသမျှကျွန်တော်လုံနိုင်သမျှအကောင်းဆုံးစူးစမ်းပြီးတော့ဖန်တီးပါမယ်ဆိုကျွန်တော်ဇာကြီးကိုဂရုပေးခဲ့ပါတယ်အဲဂရုတိုင်းလည်းဇာကြီးရဲ့အဲရှီယာတိချင်းတိကျွန်တော် research လုပ်ရမယ့်ဟာတွေကိုပေါ့နော်ဟိုကြောင်မီရအကြောင်းတွေကိုသွားကြည့်တယ်သူတပိတ်နဲ့တွေ့ကြည့်ရဟာတွေပြီးတော့ဆရာကြီးရဲ့အိမ်လေးပေါ့နော်ဒီကားမှဆိုဆရာကြီးရဲ့အဲအိတ်အိတ်အဲအိတ်ကြောင်မီနားမှာရှိတဲ့ဆရာကြီးရဲ့အိမ်လေးမှာအမှတ်ဆရာကြီးအမှတ်တရအဖြစ်တကယ်သွားရခဲ့တယ် ဝင်းမဲတို့အသက်ကြီးပိုင်းရိုက်တဲ့ဟာပေါ့နော်ဆရာကြီးရဲ့အိမ်အစ်စ်အစ်စ်ပါအဲ့အိမ်လေးမှာသွားရခဲ့တယ်ပြီးတော့နောက်ဆုံးဆရာကြီးရဲ့ဂုံပြူဆရာကြီးကဂုံပြူပြီးတော့ဗန်းမြိုင်လေဆောင်ဆိုပြီးတော့အဲဂုံပြူထားတဲ့အဆောင်ပေါ့နော်အဲ့အဆောင်ရှေ့မှာလဲဆရာကြီးကြောင်းကိုပြန်လာတယ်ဆိုတဲ့ပုံစံမျိုးနဲ့အဲ့အဆောင်ရှေ့မှာလဲဆရာကြီးတို့အမှတ်တရအနေနဲ့ကျွန်တော်ဆရာကြီးကိုပေးထားတဲ့အခရီးအတိုင်းအဲကျွန်တော်သွားရိုက်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီကားမှာတော့ဆရာကြီးမှာထားတဲ့အတိုင်းကျွန်တော်တို့တာဝန်ကြီးအောင်စူးစမ်းခဲ့ကြတယ် ဆရာကြီးကိုပြန်တဲ့အချိန်မှာလဲဆရာကြီးကတကယ်ကိုလိုက်လိုက်လဲလဲအဲချီကျူးစကားသံကျင်တတ်တယ်ဆိုရဲချီကျူးစကားသံကြားတဲ့အတွက်ကြောင့်လဲအဲ့တော့မှအရင်စိတ်ထဲမှာဖြစ်နေအလုံးကြီးကြာပြီးတော့အဲကျင်တတ်နိုင်တာပေါ့နော်ကိုပါဘူးဟုတ်ဆရာကြီးအဲ့အဲ့စာပေဟောပြောဝဲလေးလေးတွေကစပြီးတော့ကျွန်တော်ဒီရုပ်ရှင်စာရဲ့ကိုဖြစ်လာပါအဲဆရာကြီးအဲ့စာပေဟောပြောဝဲလေးဟာလေးနားထောင်ပြီးတော့ဆရာကြီးရဲ့စကားအပြောဆိုကျွမ်းကျင်မှုလိမ္မာပါနတ်မှုပေါ့နော်အဲအဲ့ဟာတွေနဲ့ အဲနားထောင်ပြီးအရင်နားထောင်လို့ကောင်းတာပဲသူဒါအဲ့ဟိုစကားပြောတာလေးနားထောင်လိုက်ရင်ဟိုမျိုးမျက်စိမှာအယုတ်တွေပေါ်လာအောင်အကုန်လုံးဟိုအဲ့ဟာအဲ့ရနေစပြီးဒီရုပ်ရှင်ကိုရိုက်ချင်တဲ့စိတ်တွေစဖြစ်လာဖြစ်လာပြီးတော့ဒီဆရာကြီးရဲ့ဗန်းမြန်လေးဥယျာဉ်မူဆိုတဲ့ဝိထုကိုကျွန်တော်စပြီးတော့အသက်သွင်းဖို့တစင်ချင်းတစင်ချင်းတစင်ချင်းဖန်တင်းနဲ့ဒီရုပ်ရှင်ကဒီအခုလိုဖြစ်လာတာပါခင်ဗျာကိုမြတ်ဒီဟာအရင်ဆုံးဟိုဒီယာရင်နားထောင်ကိုမြတ်အရင်ဆုံးစရိုက်ချင်တာအရင်ဆုံးရိုက်ဖို့စိတ်အားထက်သန်ခဲ့တာပေါ့နော် အဲ့အဲ့တို့ကြောင့်ဟိုနဲ့ပြောပြီးတိုင်းပြီးတော့ကျွန်တော်တရားကို20ညင်းဖန်ပြီးတော့လုပ်ခဲ့တာအခုကစပြီးတော့ရိုက်ရိုက်ချိန်ခဲ့တာဟုတ်ပါဘူးဟုတ်ဟုတ်ကဲ့ဒါကြောင့်ကြောင့်တော့မဟုတ်ပါဘူးအဓိကကျွန်တော်မေးစကိုဟင်းကြောက်ပါပါလေဟုတ်ကဲ့အဓိကနှစ်ခုလုံးပေါ့လေဒီမှာအဲ့လိုဇက်ကညမတစ်ကတော့ဇက်ပေါ့လေဇက်အိမ်ကအရန်ကောင်းတယ်အရန်လည်းအထိပ်ပဲရှိတယ်အဲအဲ့လိုဇက်ပြောနောက်ပြီးတော့ဒီဆရာကြီးရဲ့တိုက်တာကိုလည်းအရန်သဘောကျတယ်အဲအဲ့ဒါကြောင့်ဒီဒီဟိုပါတော့ဒီဇက်က ကျွန်တော်ရိုက်ဖြစ်တဲ့အထဲမှာနောက်တက်ချက်ပါတာရည်ရွယ်ချက်ကောင်းတယ်เนาะဆရာကြီးရဲ့ဝိထုအထဲမှာပါတဲ့ရည်ရွယ်ချက်တွေကအဲကျောင်းဆရာတယောက်ထားမဲ့စိတ်တွေအဲပြီးတော့ကလေးတွေပေါ်ထားမဲ့စိတ်တွေဆရာတယောက်ရဲ့ခံယူချက်တွေပေါ့เนาะအဲအဲ့ဟာလေးတွေပါတယ်ပြီးတော့ဆရာကြီးရဲ့ကဗျာလေးပေါ့เนาะအဲ့ကဗျာလေးအချက်လေးလေးချက်ပဲအဲ့ကဗျာအချက်လေးလေးချက်ပဲအဲအဲ့အချက်တွေရတဲ့ဆရာကြီးပြောတဲ့စကားလေးက၃ချက်ပဲငါတပည့်လို့ရအောင်လုပ်ပါတဲ့အဲ့ဆိုမင်းတို့နောက်တစ်ချက်ကိုငါမှားစရာမလိုတော့ဘူးတဲ့အဲ့ဆိုမင်းတို့ကောင်တွေလုံထိုင်ပြီဆိုတော့ ရားရဲ့စကားလေးကအရန်ဟိုဘယ်တော့မှနားတဲ့ရမေ့လို့မရဘူးပေါ့နော်အဲဆိုလိုချင်တာအဲဝိထုလည်းကောင်းတဲ့အပြင်အဲရည်ရွယ်ချက်လည်းကောင်းတယ်ရည်ရွယ်ချက်ကောင်းတဲ့အတွက်ကြောင့်လည်းဒီပန်းမြန်လေးဥယျာဉ်မှုဆိုတဲ့ဝိထုကျွန်တော်ရိုက်ဖို့သုံးဖြတ်ပြန်ပါမီမီကိုကိုကောင်းအောင်ကြိုးစားမီအဆရာကြီးတို့ချိန်လုံးอ่ะဆိုလို့ရှင်ဒီဘက်ခင်းเนี่ยမတူတော့ဦးလीเนาะမတူတော့ဦးလीဆိုတာအရင်ခက်ကမင်းကလေးတွေอ่ะဒါအဆက်ကြောက်ကြီးတာ哦အဲအဲ့လို နောက်ပြီးတော့ချက်ဖို့ကြိုက်ဖို့အဲ့လိုစူးစမ်းမယ်ဆိုရင်လည်းကျွန်တော်စာပေးရတာအဲ့အဲ့လိုခက်ကိုဟိုအာအဲ့ဒီကလေးကဒါဒီဘက်ခင်းနဲ့ကြတော့အရန်ကိုရောင်းမြန်နေဖြစ်ကုန်ပြီပေါ့နော်အဲ့အဲ့လိုအခုချိန်ကြီးဒါဆရာကြီးတို့ဇနီးမောင်နှံပေါ့နော်ကြာချစ်ချစ်ကဲကဲလေးနဲ့မနေရချင်းဒီအဲ့လိုလေးမြင်ရအရန်ကိုကြည့်လို့ကြောက်ပါတယ်ဟုတ်ကဲ့ဟိုသူကနူးညံ့တယ်ပေါ့နော်ဆရာကြီးရဲ့ ဟိုလေစကားပြောတဲ့ဟာလေသူ့ရဲ့စာသားလေးနားထောင်လိုက်တဲ့ကိုကအတိသာပါတယ်အရန်စိတ်ထားနှူးညံ့တယ်ဆိုတာအတိသာပါတယ်အရန်လည်းချစ်တတ်တယ်ပေါ့နော်စိတ်ထားလည်းနှူးညံ့တယ်ငငယ်မင်းမြင့်မွေးတဲ့ပူချောအားကြရတာပေါ့အားကြပါလေအဲဆရာကြီးကတော့ဒီဘဒီဘလေးအဲဒီမှာလေခွေးမှာဆရာကြီးအမျိုးသမီးရှိနေတာဟုတ်အဲ့လိုပဲပြောမှာပေါ့အဲ့လိုပဲပြောလို့ရှိရင်အရင်ကကွန်ရှာကားမှာလေဆရာကြီးအဲ့လားကအဲ့လားတင်းတင်းလွယ်ပေါ့နော်တင်းတင်းလွယ် နောက်တော့ပါဆရာကြီးကဆရာကြီးတို့နှစ်ယောက်ရဲ့ဒါချစ်ချင်းမြတ်တာတရားတွေကအရန်ကိုပေါ်လွင်ပါလေအော်အဲ့ဒါတော့ကျွန်တော်ကျွန်တော်တို့ဘလို့တည်မလဲတော့ဟိုဖန်တီးထားတဲ့လူတွေဆိုတော့အဲ့ဒါတော့မသိဘူးဟိုဒါမဲ့ကျွန်တော်ဒရိုက်တာတယောက်အနေနဲ့ဆိုတော့ကျွန်တော်ရိုက်ထားတဲ့ကားပေါ်ပေါ်မှာပေါ့ရသေချင်တာပေါ့နော်တရုပ်ဆောင်တွေအကုန်လုံးအဲဒီကားမှာပါဝင်ပတ်သက်တဲ့ပါဝင်တဲ့အဲတရုတ်ဆောင်အကုန်လုံးကိုတော့ကျွန်တော်ရရစီတင်ပါတယ်။ဘာလို့လဲဆိုတော့တို့ဘယ်လောက်ကြိုးစားထားလဲဆိုတာကို ဟိုကျွန်တော်အတိတ်ဆုံးဖြစ်နေလို့ပါပင်လဲပင်မန်းနဲ့အာတခြားကားတွေထက်တခြားဟိုတခြားဟာတွေထက်ပေါ့နော်ပို့ပြီးတော့လဲရုံးကြရတယ်ပို့ပြီးတော့လဲအားဆိုင်ထုတ်ပါတယ်ပို့ပြီးတော့လဲစိတ်တွေအများကြီးနှိမ့်ကြတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ပါဝင်တဲ့တရုတ်ဆောင်အကုန်လုံးကိုရစေချင်ပါတယ်ခင်ဗျအာပြောရတဲ့စကလုံးလေးဆိုလို့ရှိရင်ကျွန်တော်တို့နောက်အေဟွာပေါ့အဲ့ညွေနဲ့ကျွန်တော်မြို့ကိုပြန်မလိုက်တော့ဘဲနဲ့ဂျွာမှာကြံခဲ့တဲ့အချိန်လေးလေး တော့တော့မလိုက်တော့ဘူးပေါ့နော်ဒီចောင်းစရာလုံးနဲ့လဲပြီးတော့ယူနိုင်အောင်ဆိုပြီးပြောလိုက်တဲ့ဟာလေးအဲ့စကားလေးကြီးဆိုလို့ရှင်အရန်အဲ့လိုခြေခွဲစရာကောင်းပါအဲ့လိုမျိုးပါပဲဆိုင်ဆိုသူကသူ့ဘဝမှာနှစ်ခုပဲရှိတယ်လေဆရာကြီးကတယောက်ကတင်တင်လွယ်တဲ့အဲ့နောက်တစ်ယောက်ကចောင်းကြီးကចောင်းလေးရဲ့သူ့သူ့နှလုံးသားမှာရှိတာဒါလာမယ့်ဒီဇင်ဘာ12ရက်နေ့ဆိုရင်ပိုင်းမယ်လေမှာဥယျာဉ်မှုဆိုတဲ့ရုပ်ရှင်စကားကြီးကိုဒါဂျုံနေပြသတော့မှာဖြစ်ပါတယ် လာရောက်အားပေးကြပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ